စကားပြောကျင်ကျဲတာတစ်ဖက်ကန်းခတ်လုံးလို့စက်ရုပ်နဲ့တူတယ်ဆိုပြီးဝေဖန်ခံနေရတဲ့ဇော်ပိုင်ရဲ့တားရွှေပိုင်။ရှင်နိခေကလေးများစုဟာလွတ်လပ်ပေါ်ပါပြီးတော့တင်ယူမှုမျက်စံကြတာများပါတယ်။လွတ်လပ်တာရဲ့အလုံးမရိုင်းဆိုင်တာနဲ့မရင်ကျဲမှုတို့ကလည်းကက်ပါလာတက်တာဖြစ်တဲ့အတွက်ကလေးများစုဟာခေကာလာနဲ့အညီတုံတင်ရခတ်ကြတာများပါတယ်။ဒီလိုမျိုးလူကြီးတွေရဲ့အမြင်မှာကက်လန့်ဆန်တဲ့လူငယ်တွေများတဲ့ဒီလောကမှာအစိုးရဇော်ပိုင်ရဲ့တားလေးရွှေပိုင်ကတော့မြမမြမပြည်ရဲ့အရင်ကျဲဆုံးကလေးဖြစ်တောင်တင်စားခံနေခဲ့ရတာဖြစ်ပါတယ်။ ရွှေပိုင်ဟာခုချိန်မှာတော့ဆယ်ကျော်သက်လူငယ်တယောက်ချစ်ပြီးချစ်ပါတယ်။ဒါပေမဲ့ရွှေပိုင်လေးဟာငယ်ရွယ်စဉ်ကတည်းကအယုတ်လေးနဲ့တူတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပါတယ်။အဖေဖြစ်သူကလည်းမြန်မာပြည်ရဲ့နာမည်ကျော်ဆိုတော်ကြီးတဦးဖြစ်ပြီးတော့စီးပွားရေးလောကမှာဗာနာမည်ကြီးတဲ့သူတဦးပဲဖြစ်ပါတယ်။၂000ခုနှစ်အစောပိုင်းတွေမှာနာမည်ကြီးခဲ့တဲ့ဒိတ်ဒိတ်ကျဲအဆိုတော်တယောက်ရဲ့ဒါဖြစ်တဲ့ရွှေပိုင်ဟာဂီတာဘက်ကိုစိတ်ဝင်စားတဲ့လူငယ်ဖြစ်ပြီးတော့အဖေချီယာကိုလိုက်မဲ့သားဖြစ်မယ်လို့လည်းအားလုံးကထင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ရှေးပိုင်းကတော့ဂီတဘတ်မှာဝါသနာနှင်းငယ်တာပါခဲ့ပြီးတော့ဇာအုံးနဲ့တမိုင်းတွေကြားမှာပဲစိတ်ပါခဲ့တာဖြစ်ပါတယ်။ရွှေပိုင်းလေးဟာငယ်ရွယ်စဉ်ကလေးကအနေအေးပြီးတော့လိမ်မာတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။မြန်မာပြည်ရဲ့မိဘတွေအကျိုက်စကားဆုံးရင်ကြပြာကိုအမြဲထည့်တုံးတက်တဲ့သူဖြစ်ပါတယ်။ဒီအတွက်ကြောင့်ရွယ်သူကလေးငယ်တွေကြားထဲမှာတော့အမုန်းခံနေရတဲ့သူပဲဖြစ်ပါတယ်။ရွှေပိုင်းဟာယဉ်ကျေးလို့နဲ့သူပါယဉ်ကျေးလို့နဲ့အတွက်ကြောင့်လဲလူချစ်လူကင်များခဲ့တာဖြစ်ပါတယ်။ တဖက်ကန်းကလုံပြီးတော့အစွန်ရောက်တဲ့ချိန်ကျေးမှုမျိုးဖြစ်လာခဲ့တဲ့အခါမှာပေါ်ပါမှုမရှိတော့ဘဲတဖက်လူဟာဒါမန်ဆက်ဆက်နေရင်းနဲ့ကိုလူရင်းကြည့်လို့ခံစားစေရတာဖြစ်ပါတယ်။လူငယ်ဆယ်ကျော်တက်တာပြောပေမဲ့လည်းပေါ်ပါတော့လက်မှုလည်းမရှိတဲ့အတွက်လူအချို့ကတော့ရှေးပိုင်းရဲ့ပုံပန်းတနာနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေရှိခဲ့တာဖြစ်ပါတယ်။ရှေးရခင်ကတော့ရှေးပိုင်းရဲ့စကားပြောပုံစံတွေဟာရွေဒူတွေနဲ့ကလေးတွေအတွက်တော့စံပြတူးယူစရာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အခုအခါမှာတော့ အဲ့ဒီလိုမမြင်ကြတော့ပဲရှေးပိုင်ကိုကွန်ပျူတာနဲ့ထိမ့်ချုပ်ထားတဲ့ဆက်ရုပ်လိုတောင်ထင်နေကြပြီဖြစ်ပါတယ်။အပြောစကားမှာအသက်မပါပဲနဲ့တမင်စုရင်ကျင်းနေတဲ့ပုံစံကြီးဖြစ်နေခဲ့တဲ့အတွက်ရွှေပိုင်ရဲ့စကားပြောဟန်တွေဟာလူရဲစရာပုံစံဖြစ်လာခဲ့တာဖြစ်ပါတယ်။ရွှေပိုင်ဟာအခုဆိုရင်တော့ Facebook နဲ့ Social Media Platform တွေမှာစာအုပ်ဖတ်ကြတဲ့အစီအစဉ်တွေကိုတင်ဆက်ပေးနေခဲ့တာပါ။ကင်္ဂလိပ်နဲ့မြန်မာဘာသာတွေကိုလည်းကောင်းမွန်စွာနဲ့ပြောနိုင်တာဖြစ်ပါတယ်။ ဇော်ပိုင်ရဲ့တားဖြစ်လို့ကြွားပြီးနေတာမျိုးတွေလည်းမရှိတဲ့အတွက်သူ့ရဲ့ချစ်တီမှုကိုနှိမ်ချပြီးတော့နေတတ်တဲ့ပုံစံပဲဖြစ်ပါတယ်။မြမာမိဘတွေရဲ့အချိန်ပုံစံသားသမီးဖြစ်တဲ့အတွက်ဇော်ပိုင်တို့လေမယားရဲ့ကလေးထင်းချောင်းနှင်းတွေကိုမေးမြန်းခဲ့ကြပါတယ်။ဒါပေမဲ့အခုချိန်ထိရှုဝတ်နေဖြစ်တာထားပြီးတော့ဘသူကိုမှမပြောပြခဲ့ရပါ။ယင်ကျေးမှုဆုံးရောက်ပြီးတော့မိဘတွေရဲ့ဦးနှောက်ဆေးခြင်းကိုခံနေရပေမဲ့လည်းရွှေပိုင်ဟာအသေးနှလုံးရှိပြီးတော့ကိုချင်းစတဲ့အားရှိတတ်တဲ့သူပဲဖြစ်ပါတယ်။ ်မိဘမိတ်ကေဟာနဲ့မတန်ဆွမ်းကျောင်းတွေမှာကလေးတွေကိုတင့်ရင်တင့်တယ်လို့အမြဲအလှပေးနေတာဖြစ်ပြီးတော့ရောက်သားဆိုရင်တာဝန်ယူရတဲ့သူဖြစ်ရမယ်ဆိုတဲ့အတွေးရှိတဲ့တားလိမ်မာလေးဖြစ်ပါတယ်။ဒီအတွက်ကြောင့်ဆက်ရုံနဲ့တူပေမဲ့လူတွေရဲ့အချက်ကိုရနိုင်စေပါ။ဒါကြောင့်လူတိုင်းရဲ့အချက်ကိုရရှိနိုင်တယ်လို့သူမရဲ့အချက်ကိုလည်းရရှိနိုင်ဖို့အတွက်ယနေ့ကစပြီးတော့ဇော်ပိုင်ရဲ့တားရွှေပိုင်လူမျိုးရင်ကျေးကြီးဖို့အတွက်အကြံပြုရင်းနဲ့ရွှေပြိုင်ရဲ့စကားပြောပုံနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းကိုမတ်မာဝေညှက်ခဲ့ပါဦးရှင်